တကယ်တော့မထိအောင်ဒါမဲ့ရိုက်တဲ့ချိန်မှာကိုနေဝင်နေရိုက်တဲ့ချိန်မှာတော့ထိသွားတာရှိတယ်ကန်ကောင်းတော့ပေါ့ကိုနေခေါ်လိုက်ရတာဆင်ပြေရတာအာကိုရရရတယ်ပေါ့အဲ့လိုပဲဖိတ်ကြကောင်းရတယ်လေခေါ်လို့နေပါလိမ့်မယ်နန်းဘေးကခွေဝဲစားလို့အောင်တန်းသားလို့လုံးဝခေါ်မခံနိုင်ဘူးတန်းစားမလုံးဝမအောင်တန်းစားလို့အဲ့လိုအောင်တန်းစားလို့ပြောတာ ਨੇ ပြောတဲ့လူကိုစိတ်ထဲရနေတခါလဲတပလိုက်တာ ဒီဇလန်တဲ့မှာတကယ်တကယ်လိမ့်ပါရဲ့မိဘကိုတိတက်တဲ့သာသမီလေးတွေအနေနဲ့တွေ့ရမယ်ပြီးတော့အရန်ကိုလိမ့်မရစေအဲအဲ့လိုအဲ့လိုပုံစံလေးနဲ့တွေ့ရမှာပေါ့နော်မမြင်ဘူးတဲ့ character မျိုးနဲ့မြင်ရမှာဆိုတော့ကျွန်တော်တို့ online မှာတကယ်မတရားတော်တော်များတယ်ကျွန်တော်တကယ်ဒီပုံစံအဲအဲ့ဒါအဲ့ဒါတိုင်းနေတယ်ကွာတိုင်းနေတယ်ဖွင့်ဝဲစားလို့အောင်တန်းဝဲမှာအောင်တန်းစားလို့အဲ့လိုအောင်တန်းစားလို့ပြောတာနဲ့ပြောတဲ့လူကိုစိတ်ထဲကနေတစ်ခါတည်းတပ်ပလိုက်တာ တကယ်တော့မထိအောင်ဒါမဲ့ရိုက်တဲ့ချိန်မှာကိုနေဝင်နေရိုက်တဲ့ချိန်မှာတော့ထိသွားရှိရယ်ကန်လောင်းလို့ပေါ့တကယ်မထိသွားအဲ့လိုမျိုးနည်းနည်းလေးတော့ထိသွားလို့ရှိရယ်အဲ့လိုမျိုးရိုက်ရတဲ့ခါချရတဲ့ခါလေးဆိုတော့ရှောင်းနေလွတ်တယ်ဆိုတော့ရှားရယ်လေတကယ်ဟိုတေးရောက်ဆောင်နေတဲ့ချိန်မှာလက်ကကိုယ့်ရဲ့အချိန်မထိနိုင်တဲ့နေရာလေးရှိရယ်အဲ့တော့နည်းနည်းပပတော့ရှက်ထိခဲ့တယ်ဒါမဲ့ကြီးကြီးမားမားတော့ဘာမှဖြစ်ဘူးကိုနေငွားလေးရတာဆင်ကြီးရတာအာကိုရရရတယ်ပေါ့အဲ့လိုမျိုးပဲစပရင်ရီဒီမှာတော့ကျွန်တော်ကြောက်တယ်ပေါ့အရင်လဲဆရာနဲ့ပထမဆုံးကျမ်းရမယ်တာလေးတူတော့ အဲကြောက်တယ်ဒါပေမဲ့ script တင်ပါတယ်ကသူလိုအပ်ကြတယ်ကိုကိုကပြောပြရတယ်တင်ပေးရအတွက်ကျွန်တော်တို့အဆင်ပြေရမှာเนาะတကယ်ရရကမှလည်းလုံးဝလူလိမ့်ခြင်းမရှိဘူးပုံစံမျိုးပဲ နော်အော်တော့ပထမဦးဆုံးဆရာဝိုင်းနဲ့ပထမဦးဆုံးစုံတဲ့ကားလေးအဲ့စုံတဲ့အချိန်မှာအရန်ကြောက်တယ်မီတင်ပထမဦးဆုံးနေ့ရက်ကြောက်တာဟိုဘာလို့ကြောက်တာလဲဆိုတော့မမေးနဲ့အရန်ကြောက်တာအရန်ကြောက်တော့ကိုကပြီးတော့အတာကြီးရင်းနဲ့ကိုနေဝင်းတို့မချူလေးတို့တပြက်ပြက်တလက်လက်ပြောရတဲ့ဟာလေးရှိရဲ့ရှိတော့ကိုကခလေးဟိုဘယ်လိုပြောမလဲ အပြင်မှာကျတော့ respect ထားရတယ်အမတွေကအဲ့လိုမျိုးပြန်ပြောတဲ့ခါကျကိုကအဲ့စိတ်လေးပါတယ်လေးစားသမှုလေးပါတဲ့အချိန်မှာအဲ့အရာကိုဖျောက်ပေးရတယ်ပြီးတော့ဆရာမကြီးဒီလိုလိုချင်တယ်ဒီလိုလိုချင်တယ်သမီးဆိုပြီးတော့တင်ပေးတဲ့အချိန်မှာမျက်လုံးအကြည့်ကစားပြောဆောင်တဲ့ handbag ကစား dialogue flow ကစားအကုန်ပြောင်းပြီးတော့ဟောပြောဆောင်ထားတယ်ပြီးတော့အောကဒီမှာဘာဖြစ်လဲဆိုတော့ကိုယ့်မျက်လုံးကိုကိုအားနေချက်လို့ထင်တယ်အားနေချက်ဆိုဘာလို့ဆိုကိုကမျက်လုံးမေးရတယ်မှာပါလေသူများရင်လည်းမတူဘူးမျက်လုံးမေးတော့ခါကျတော့ဟိုငါမျက်လုံးကငါပြောဆောင်တော်ပါမလား ဲ့လိုစိတ်မျိုးရှိရဲ့ရှိတဲ့အချိန်မှာဆရာဝိုင်းနဲ့တွေ့တဲ့အချိန်မှာနင်းမျက်လုံးကလိုချင်တဲ့ပုံပြောင်းလို့ရတယ်နင်းလိုချင်တဲ့ပုံလုပ်လို့ရတယ်ဒါမျက်လုံးကအဓိကမဟုတ်ဘူးနင်းမျက်လုံးကအကုန်လုပ်လို့ရတယ်နော်ဆိုပြီးတော့ပြောတဲ့အချိန်မှာကိုယ့်ကိုယ်ကိုရောင်ကြည်မှုရှိရတယ် အခုဒီအချိန်မှာကွာအရင်တော့ဆိုငါမျိုးလုံးကမေးနေရငါနေရင်ခွဲလိုက်ရင်ကောင်းမလားနှလုံးပူပေါ်ရမှာတရုပ်ဆောင်တာပူလုံးလို့ကောင်းမလားဆိုတဲ့စိတ်မျိုးအော်စိတ်ထဲမှာရှိရဲဒါပေမဲ့ဆီယာဝိုင်းနဲ့တွေ့ရတဲ့အချိန်မှာဒါတွေကမဟုတ်ဘူးတရုပ်ဆောင်တာအဓိကဒီကိုတကယ်တော့ကွာရင်နဲ့ခံစားချက်ကနေတကယ်တရုပ်ဆောင်နိုင်လို့ရှိရင်နှလုံးမှာလည်းပေါ်လာမယ်ကိုယ့်ရဲ့တရုပ်ဆောင်မှုတွေကလည်းပူပြီးကောင်းလာမယ်ဆိုတဲ့ဟာမျိုးဆီယာဝိုင်းနဲ့တွေ့ရတဲ့အချိန်မှာအော်တိလာတယ်တိလာတဲ့အချိန်မှာနှလုံးကခွဲရမခွဲရသည် ဒါဟိုအရေးကြီးရဲ့ချက်မဟုတ်တရုတ်ဆောင်ကောင်းမှုကအဓိကချက်ပြီးတော့ဟိုအဝမ်းမျက်လုံးကိုလုံးတလုံးပုံလုံးလို့ရရဲဆိုတဲ့အချိန်အစားကိုကိုကိုဂျုံကြည့်မှုပိုရှိသွားတယ်ကိုယ့်ရဲ့အားနည်းချက်ကအာတာချက်ဖြစ်သွားတယ်အဓိကဆရာဝန်းနဲ့ဆုံးတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဆရာဒီကကိုမတင်ခဲ့ရတာလေကိုဒီနိုင်ပြင်ပေးတယ်ပြီးတော့ကိုမှားနေရတာလေကိုခောက်ပြတယ်အာပြီးတော့ကိုအဓိကကျွန်တော်ကအားနည်းချက်ဖြစ်တဲ့ကျွန်တော်ရဲ့အတန် glow တွေကိုအများဆုံးတက်နေပြင်ပြီးတော့ဒီကားထဲမှာတက်နေတော့ကျွန်တော် လက်ခံပေးပါမှာပါ feeling ဆိုရဲရွှေရှင်စကားရို feeling အပြည့်နဲ့ကြည့်ရမှာပါရင်ထဲကိုအလျောက်ဘန်တရုတ်ဆောင်တွေရဲ့ identity ရောပြီးတော့ခါကြတော့ director ရဲ့သင်ကြားမှုတွေရောပြီးတော့အကုန်လုံးရဲ့တွေ့ဝရဲပေါ့နော်ဒီရာရီနဲ့လူချင်းတဲ့ကိုရောက်မှာပါအဲ့တော့လာကြည့်ဖို့အတွက်ဟိုကဖိတ်ခေါ်ပါတယ်ပြင်းနေဆိုတော့ရုပ်ချင်းသားရင်ဟာဟိုကပြင်းအပြည့်နဲ့ဗလားပရိတ်သတ်ကိုအားရတယ်ပြင်းအပြည့်ရရှိမဲ့ဂါပရိတ်သတ်ဒီစိုက်နစ်သမန်ကောင်းနေချင်းကျွန်တော်ဒီကားထဲမှာ အာကိုနေဝင်းတို့မချူလေးတို့ဆိုရင်တကယ်ကိုမြင်မကောင်းဖြစ်ပြီးတော့သူကရမ်းကိုအားဆိုင်ပြီးတော့သူတို့တကယ်ကိုပင်ပန်းပြီးတော့တကယ်ကိုနေမကောင်းမယ်နော်ဆေးဆေးဆေးတော့တက်လိုက်တက်လိုက်ရပြီးတော့တကယ်ကိုမချူလေးဆိုတဲ့အတန်ဒီနာပြီးတကယ်ကိုအားဆိုင်အပြည့်ဆိုင်ထားတဲ့ပြင်ကျွန်တော်မြို့ကိုအနှစ်ပညာကြီးပုံမှန်မှအားလုံးကြောက်စရာဝိုင်းလို့အကုန်လုံးအားလုံးပတ်ပေါင်းစွာနဲ့အားလုံးအားဆိုင်ထားတဲ့ feeling စကားလေးကိုလည်းကြည့်ရှုအားပေးပါဦးအားပေးချင်ပါရဲ့